ချောင်းသားကိုကြည့်ရင်မခံနိုင်တဲ့စိတ်ရှိတဲ့သူမှုကျောဆွေအေးခင်းကနေဥတ္တအေးခင်းတွေမှာစက်မှုတက်ကတူချောင်းသားအဖြစ်နဲ့ချောင်းသားနိုင်ငံရေးလှုပ်ရှားမှုတွေပါဝင်လာတဲ့ဥပိုလ်ခင်ဟာမြို့ပြအင်ဂျင်နီယာဘွဲ့ကိုရခဲ့ပေမဲ့လည်းအစိုးရဝန်ထမ်းမလုပ်ခဲ့ပါဘူး1985ခုနှစ်မှာ RND လို့လူပိများတဲ့ရန်ကုန်စက်မှုတက်ကတူကနေဘွဲ့ရခဲ့ပြီးဇာတိဖြစ်တဲ့ငင်းကြံမှာအထယ်ဆိုင်ဖွင့်ပြီးကုန်တယ်ဘဝနဲ့ရုန်းကန်လှုပ်ရှားခဲ့ပါတယ်။ 1985ခုကစက်မှုတက်ကသူကနေပြီးတော့မြို့ပြအင်ဂျင်နီယာဖွဲ့ရခဲ့တယ်။ရပြီမဲ့စိုးရဝန်ထမ်းမလုပ်ခဲ့ဘူး။အိမ်မှာပဲသတိစေရဲ့ဟန်လားအမိဘများရဲ့နိုင်ငံဖြစ်တဲ့အထယ်ကုန်းတွေပေါ့တက်ကတော့အဲ့ဒီမှာပဲအတူလွှဲပြီးတော့လုပ်ခဲ့တယ်။ကောင်ကွာဆစ်ဆက်ဒီမိုကရေစီရေတော်ပုံမတိုင်ခင်မှာဇနီးတဲ့ဒေါ်ဂျီဦးနဲ့အတူ သားသုံးယောက်နဲ့ဆိုရှယ်လင့်ပန်းနိုင်အောင်လမ်းပြောင်းနေတဲ့နိုင်ငံသားတယောက်အဖြစ်ရက်ကြီးခဲ့ရင်ပြည်သူအရေးတော်ပုံကြီးအပြီးနိုဝင်ဘာလမှာလူလူကောင်းဆောင်ဂျော်ဆန်းစုကြည်တယောက်မြင်းညံမျိုးကိုရောက်လာတဲ့အခါ NLD ပါတီနဲ့စတင်ပတ်သက်ခဲ့ရပါတော့တယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုကူညီသူအဖြစ်ဝန်းရံပေးခဲ့ရကအချိန်က ကျွန်းဆွယ်ရေးခင်းမှာပါဝင်ခဲ့သူမိတ်ဆွေတွေရဲ့ကမ်းလှမ်းမှုကြောင့်၂၂ဦးကောမဒီခွင့်အဖြစ်ပါလာခဲ့ပါတယ်။ 1990ရွေးကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်းတွေစီစစ်ရာကမြင့်ကျန်အမတ်ဖြစ်လာခဲ့ပါတယ်90ခုနှစ်ရွေးကောက်ပွဲမှာကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့အစည်းမှာဟိုကပါတီကတုံးအောင်တရားနဲ့တရားအဖြစ်နော်ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့မှာပါတယ်ဥပဒေတို့ကဟိုကနေရွေးချယ်ရေးစီစဉ်ရွေးချယ်ဖွဲ့နေဥပဒေကိုယ်စားလှယ်ရွေးချယ်ဖွဲ့နေနှုတ် နှုတ်ပြီးတော့ဒီထဲကိုကိုယ်လောင်းဖြစ်သူတို့ရထားပြီးကြတယ်ဒါပဲအဲ့လိုနဲ့ရေကောက်ဘွဲဝင်ပြီးတော့ဘာသာတော်မှာဥဒ္ဒလကဥပိုခေဟာအခြားသောပါတီဝင်တွေအမတ်တွေနီးတူကဘာပေါ်မှာနာမည်ဆိုးနဲ့ကြော်ကြားတဲ့စစ်ထောက်လမ်းရည်တွေရဲ့နှောက်ယှက်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။1998ခုနှစ်မှာ လွှတ်တော်ကုစားမှုကော်မတီ CRPP ဖွဲ့ပြီးချိန်တစ်နှစ်ခွဲလောက်ဖမ်းဆီးခံခဲ့ရပါတယ်။အဲဒီနောက်ပိုင်းနိုင်ငံရေးအကျဉ်းသားဘဝနဲ့ခက်တလဲလဲဖမ်းဆီးခံခဲ့ရပါတော့တယ်။2003ခုနှစ်မေလ30ရက်နေ့ဟာလူမှုကောင်းဆောင်ဒေါ်ဆန်းစုကြည်ကိုစစ်အာဏာရှင်တွေကကာယကံမြောက်လုပ်ကြံတပ်ဖြတ်ဖို့အတွက်စနစ်တကျကြံစီခဲ့တဲ့ နိုင်ငံတော်လုံခြုံမှုကိုကျူးလွန်ခဲ့တဲ့မြမတမန်းရဲ့ဆိုးရွားဆုံးနေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ဒေါ်ဆန်းစုကြည်ရဲ့ပိုင်ကားကနေပါခဲ့တဲ့ပါတီနိုင်ငံကြီးသူရဦးတင်ဦးနဲ့အတူဦးပေါ်ခေဟာကလေးတောင်မှာရှစ်လကြာဖမ်းဆီးခံခဲ့ရပါတယ်။ဦးကပိုင်ကားပေါ်ပိုင်မှာပိုင်ကားမှာနေရတာ။ဒါဟုတ်ပြန်ပြောရမယ်ဆိုတော့တခြားလုံးမကွာဦးတို့တခြားလုံးလူနောက်ဆက်ပြည်နေတာပေါ့။ဟာလေအကုန်လုံးနောက်ဆက်ပြည်နေတာ။အခုဘက်ကတော့အကုန်လုံးကမကောင်းလဲဘာမှမတုံ့ပြန်မလို့တတုံ့ပြန်ခြင်းမရှိဘူးပေါ့နော်ဒါကောင်းဆောင်ရဲ့စကားအရာ ကောင်းဆောင်ကလည်းလက်တော့ပြမယ်လူမလိုက်နဲ့ဒါကဥလိုပဲအဲ့တော့2003ခုဂျုံတရက်ကနေပြီးတော့လေးချင်းထောင်ကြတာနောက်2004ခုဇန်နဝါရီလ16ရက်နေ့ပြန်ရောက်လာနိုင်ငံရေးသမားတယောက်ဖြစ်မလာခင်မှာဒါအကြီးဆုံးကိုအနီးကပ်ပြင်ညာရေးအတွက်ဆောင်ရွက်နိုင်ခဲ့ပေမဲ့ နန္ဒသိန်ခေါင်နဲ့ရောက်နေချိန်မှာသားငယ်နှစ်ယောက်ကိုတော့မပြုစုနိုင်ခဲ့ပါဘူး။သားကြီးတို့ကတော့ဟိုကသာပြပေးနိုင်နေတယ်။နိုင်ငံရေးတဲ့တော့မရောက်သေးဘူးပေါ့။ဒီရောင်းနဲ့တစ်ဖက်အာအာလို့ပြပေးတော့မိကလေးလည်းလူချင်းတော့သူလည်းဆရာအောင်ဖြစ်သွားပါလေ။နောက်သားတွေကြောက်နိုင်ငံရေးတော့ကတော့သူတို့လုံးဝလက်ရောမကြည့်နိုင်တော့ဘူး။ ကတွင်းနဲ့လေချောင်းတွေကယောဂါကိုယ်ကိုရှင်းလင်းပေးတယ် stress cells ဘုံစေးပြ2012ဓာတ်ပြတ်ရွေးကောက်ပွဲမှာမန္တလေးတိုင်းနှထိုးကြီးကမြို့တတော်အမတ်ဖြစ်ခဲ့ပြီး2015မှာတော့မြင်းကြံကနေပြည်သူ့လွတ်တော်အမတ်ဖြစ်လာခဲ့တဲ့ဦးပေါ်ခင်ဟာသုံးသက်ကွန်းအောင်နိုင်သူရှာရှာပါပါအမတ်ဆက်တယောက်ထဲတယောက်အပါဝင်ဖြစ်ပါတယ်ဖိနေမှုအပြင်းထန်ဆုံးခံခဲ့ရတဲ့အချိန်ကာလတွေအောက်မှာ ပါတီအလံနဲ့ဆိုင်းပုတ်ကိုမြေမြန်ဆုပ်ကန်ခဲ့တာကြောင့်အခုတော့ပါတီယာ1990ရလတ်ကိုတတော့ပြန်အကောင့်ထဲခေါင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မိသားစုပေါ်တာဝန်မကြည့်ခဲ့ပေမဲ့နိုင်ငံအတွက်တော့တာဝန်ကြီးခြင်းမူဥပေါ်ခင်ဟာမျော်လင့်ချက်တွေလည်းရှိနေပါတယ်။အခုဆိုင်းပုတ်နဲ့အနံမပြောင်းအန္တရာယ်အန္တရာယ်ကျိုးစားရည်တည်လာခဲ့တဲ့ရလတ်တည်းဒီနေ့ဒီချင်းနေဖြစ်လာတာပဲနိ။ပြောင်းလဲတာပေါ့ဒါရဲ့။အခုအများအားဖြင့်ပြောလို့ပြောတာရှိတယ်။ငါဟာလို့ သားသမီးတယောက်အနေနဲ့မိဘပေါ်နေဝတရားမကြည့်ခဲ့ဘူးမိဘတယောက်အနေနဲ့သားသမီးပေါ်ဝတရားမကြည့်ခဲ့ဘူးခင်မွန်းတယောက်အနေနဲ့ဇနီးမယားပေါ်တောင်းမကြည့်ခဲ့ဘူးအဲ့တော့အခုငါနေမတက်နိုင်တာကတော့အခုတိုင်းပြည်တဲ့ကငါဘယ်တော့တက်နိုင်တော့ဟုတ်လားလုံနိုင်မလဲအဲ့ဒီစိတ်ကြီး ပညာရေးစနစ်ကိုဦးစားပေးရမှာဖြစ်လို့တိုင်းပြည်ရန်လျာမှန်မှန်ကန်ကန်လဲပတ်နေဖို့ပဲပေါင်းစုံကနေစဉ်းစားရမှာဖြစ်တာကြောင့်ခေါင်းဆောင်ကောင်းရှိနေချိန်မှာနောက်လိုက်ကောင်းတစ်ယောက်ဖြစ်ဖို့ပြင်ဆင်နေသူပါ။ဥပဒေရှားရန်လျာတွေနဲ့ခုနကပညာရေးကိုဦးစားပေးတာရှင်နေ။ကျွန်တော်တို့အများကြီးလေဘုံလုံးဘက်ဆုံးမဲ့ဥစ္စာ။ဦးတို့ကခုနကပြောသလို policy maker တော့အဲ့နောက်ထိအဆင့်မမှီဘူးလေ။အဲ့တော့ဦးတို့ကနောက်လိုက်ကောင်းတစ်ယောက်အနေနဲ့ဟုတ်လား။တန်းနေသူစူးစမ်းပါ။ ထက်မြမာပြည်လူငယ်ဘောလုံးအသင်းရဲ့ပနာမလက်ရေးတင်တယောက်ဖြစ်ခဲ့သူဦးဘောခင်ဟာနိုင်ငံရေးသမားဆိုတာဒီကနေ့အချိန်အခါလိုပြောင်းလဲမှုတွေတည်ဆောင်လာချိန်မှာပြည်သူတွေကိုဥစ္စာတနာတွေမပေးနိုင်ရင်တောင်စိတ်ချမ်းသာမှုလေးတော့ရအောင်ပြေးသွားဖို့လေဆုံးဖြတ်ထားသူဖြစ်ပါတယ်။ဒီနေ့မှာတော့လူတိုင်းပြည်ဒုကောင်းဆောင်ရဲ့ဥစ္စာမှုနဲ့ဒီမိုကရေစီနိုင်ငံတော်ဖြစ်လာမယ်လို့ဥစ္စာရဏကျွဲဝချမ်းသာမှုကိုတော့မပေးနိုင်တာမှပြည်သူတွေရဲ့ စိတ်ချမ်းသာမှုပေးရမယ်ဆင်းရဲတာမှငါတို့လူမျိုးတွေလွတ်လွတ်လပ်လပ်ဆင်းရဲခွင့်ရှိရမယ်